ဘယ်နေရာမှာဆော့တာလဲလို့မေးကွင်းလေတဲ့ကွင်းလေရဲ့ဘယ်ပိုင်းမျိုးကစားတာလဲမေးတော့တင်ရောဖြည့်ရခတ်သွားပြီမလားဒါဆိုဒီဗီဒီယိုမှာကွင်းလေရဲ့ကစားသမားတွေရဲ့ duty function တွေကိုထည့်ပြောပြီးသွားမှာပါကိုကကွင်းလေကစားတော့မယ်ဆိုရင်အခုနောက်ပိုင်းကစားလာကြတဲ့ကစားကွက်တွေအရကွင်းလေတိုက်စစ်ကွင်းလေကွင်းလေခန်းစစ်ဆိုပြီးထက်ခွဲထားလို့ ကိုကဘယ်နေရာအာတန်တာလဲဆိုတာကိုပြန်စဉ်းစားဖို့လိုပါတယ်။ဒါဆို DMF ဆိုတဲ့ကွင်းလည်ခန်းစစ်ပိုင်ကိုအရင်စပြောမယ်။ DMF ဆိုတာကွင်းလည်ခန်းစစ်ပိုင်ကိုအသားပြီးကစားရတဲ့နေရာဆိုတော့ကိုကဘောလုံးဖြတ်ထုတ်တာတွေလူကကစားတာတွေဘောလုံးလမ်းကြောင်းတွေကိုလိုက်ဘလော့လုပ်တာတွေကိုကြိုက်တဲ့သူဆိုရင်ဒီနေရာနဲ့ကစားဖို့သင်ပါတယ်။အဓိကတာဝန်တွေကတော့တစ်ဖက်တိုက်စစ်နဲ့ကွင်းလည်ကစားသမားတွေကကစားကွက်တဲ့မြအောင်ဖြတ်ထုတ်တာ ပိတ်ဆို့ကစားတာတွေကိုဦးစားပေးကစားရပါတယ်။နောက်တန်း၄ရောက်ရဲ့ရှိမှာကာဗာဖြစ်အောင်နေပေးရတာများပြီးခန်းစစ်အသားပေးကစားရလို့နေရာလွတ်တွေကိုလိုက်ဖြည့်ပြီးကစားပေးရပါတယ်။ကို့အတင်ကကောင်းတာအတက်စတဲ့အခါမှာလည်းမြန်မြန်ဆန်ဆန်နဲ့တိကျတဲ့ဘောလုံးပေးပို့မှုတွေကိုလည်းလုပ်ပေးတတ်ဖို့လိုပါတယ်။ကိုအသင်းရဲ့ကစားကွက်ဖောင်မပြတ်သွားအောင်လိုက်ဖြည့်ကစားရတဲ့နေရာဖြစ်လို့တက်လုံကောင်းမှုလိုပြီးချန်ခံမှုအကောင်းတဲ့သူတွေက DMF နေရာကို ရွေးချယ်ကစားလို့ရပါတယ်ဒီနေရာမှာလက်ရှိကျွန်တော်အကြိုက်ကစားသမားတွေကတော့ Rodri Sergio Busquets Kanté Casemiro ကိုကြိုက်ပါတယ် CMF CMF ဆိုတာကတော့အသင်းရဲ့ key player role ပါဒီနေရာကိုဆော့တဲ့သူတွေအများစုကဘောလုံးအမြင်ကောင်းပြီးဘောလုံးစကီကောင်းတဲ့သူတွေများပါတယ် ဘောလုံးအားသုံးပြီးကစားတာတည်းခေါင်းသုံးပြီးကစားတဲ့သူတွေပေါ့ဗျာအဓိကတာဝန်တွေကတော့ကွင်းလယ်တိုက်စစ်နဲ့ခံစစ်ကိုချိတ်ဆက်ပြီးကစားပေးရပါတယ်ကွင်းလယ်တိုက်စစ်ကိုလည်းလိုက်ပါပေးဖို့လိုသလိုကွင်းလယ်ခံစစ်ကိုလည်းကူပေးဖို့လိုပါတယ်ဘောလုံးပေးတာနဲ့ပတ်သက်ရင်တိကျတဲ့ဘောလုံးပေးဖို့မှုတွေကီလာပတ်စတွေဒိညာပတ်စတွေပေးတတ်ဖို့လည်းလိုပါတယ်ကွင်းလယ်မှာဘောလုံးကစားပြီဆိုရင် dribbling skill တွေကောင်းဖို့လည်းလိုသလို တိကျတဲ့ဘောလုံးပေးဖို့မှုကအရေးကြီးပါတယ်။တာမန်ပတ်စထရီပဲပေးနေတာမျိုးဟာနီးပြရတော့ကြိုက်ရှင်ကြိုက်မယ်။ဒါပေမဲ့ကျွန်တော်မြင်မှာတော့တာမန်ပတ်စထရီပေးနေုံလောက်နေတော့ကွင်းလေစားသမားကောင်တယောက်ဖြစ်ဖို့ဆိုတာမလုံလောက်ပါဘူး။ပွဲအတက်ကြောက်လိုက်ထိညိပြီးကစားပေးရတဲ့နေရာဖြစ်လို့တက်လုံကောင်းမှုလည်းလိုသလိုဘောလုံးနဲ့လက်ထွက်တာလည်းကောင်းမှုလည်းလိုပါတယ်။ ထူးသဖြင့် CMF နေရာကစားပြီဆိုရင်ဘောလုံးမလာခင်းတည်းကလူကြိုကြည့်ထားတတ်တဲ့အကျင့်လေးရှိဖို့လိုပါတယ်။လက်ရှိ ကျွန်တော်အကြိုက် CMF ကစားသမားတွေကတော့ Luka Modric, Toni Kroos, Iniesta, Pirlo တို့ကြိုက်ပါတယ်။ EMF ဒီနေရာကိုတော့ Playmaker လို့လည်းခေါ်ကြတယ်။ဂိုးရဖို့အခွင့်အရေးတွေဖန်တီးရတဲ့နေရာဖြစ်သလို ကိုယ်တိုင်လည်းကိုးသွင်းရတဲ့နေရာဖြစ်လို့ကျွန်တော်ကိုယ်တိုင်လည်းအခုနောက်ပိုင်းဒီနေရာနံပါတ်10ကိုစော်ပါတယ် EMF တွေအဓိကတာဝန်က နေရာလွတ်တွေမြန်မြန်ရှာပြီးကိုးရဖို့စူးစမ်းရတာပါကိုးစီကနေကိုးရနိုင်တဲ့ဘုံလမ်းကြောင်းတွေဖန်တီးဖို့လိုပြီးကိုယ်တိုင်လည်းကိုးသွင်းနိုင်ရပါတယ်ဆက်ရှိကိထိတ်ကနေအဝေးကန်ချက်တွေနဲ့လည်းကိုးပေါက်ကိုမကြမကြကန်ပြီးတာကလည်း EMF တယောက်မှာရှိတဲ့ skill တစ်ခုပါတစ်ဖက်နောက်တန်းတွေကြ traveling ကောင်းကောင်းနဲ့ဆွဲဝင်တာတွေ အထောင်တိုက်စစ်နဲ့အခြေဆက်မိမိတွဲကစားပြီးကိုရဖို့ကြိုးစားတာတွေကိုလုပ်တင်ပါတယ် finishing ball control dribbling turning ကောင်းမှုလိုပြီးမြန်မှုလည်းလိုပါတယ်ဒီနေရာမှာကျွန်တော်အကြိုက်ကစားသမားတွေကတော့ De Bruyne Odegaard Musiala Bruno Fernandes Bellingham တို့ကိုကြိုက်ပါတယ် conclusion အနေနဲ့ပြောရရင်ကိုင်းလက်ကစားတော့မယ်ဆိုရင် နေရာတိုင်းကမတူညီတဲ့ duty function တွေရှိလို့ကိုအားသာချက်နဲ့ကိုက်တဲ့နေရာတွေကိုရွေးဆော့ဖို့အကြံပေးချင်ပါတယ်ဒီလောက်ထိကြည့်ပြီးပြီဆိုရင်တော့ကွင်းလက်ကစားရတဲ့ပတ်သက်လို့နားလည်သွားမယ်လို့မျှော်လင့်ပါတယ်ရွေးချယ်ကစားရတာလည်းလွယ်ကူသွားမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ပြီးဆိုလဲကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာတော့ကျွန်တော်အမေးများနေတဲ့ position တစ်မျိုးကိုပြောပြပေးသွားမှာဖြစ်လို့ဘယ် position ကိုပြောပြပေးမလဲဆိုတာသိချင်နေဆိုရင် follow လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့